ောပါကြိုင်ဟာအထင်ကြီးအကောပါနီကက်စ်ကဘာမြေစောင့်ကြည့်လေးလာရေးစီမံကိန်းအတွက်လာမယ့်မတ်လ14ရက်နေ့မှာသရုတ်ထမြောက်ဂျိုရုကိုလွှတ်တင်တော့မှာဖြစ်တယ်လို့ Aryan Space Company ကပြောကြားလိုက်ပါတယ်။ န်တီနယ်2ဘီလိုအမည်ပေးထားတဲ့အဲဒီဂျိုတူကို Greenwich Center ချိန်တနာရီ49မိနစ်မှာဥရောပကျရဲ့အာကာသစခန်းဖြစ်တဲ့ကူရူးကနေဘီဂါတာတုံးမြန်တဲ့အတူလွတ်တင်သွားမှာဖြစ်တယ်လို့သိရပါဗျ။စန်တီနယ်2ဘီကဘာမြေစူးစမ်းလေ့လာရေးဂျိုတူဟာကဘာကုန်မြေတူနဲ့ကန်ယူရန်ဒေတာတွေကိုအတိအကျစောင့်ကြည့်လေ့လာသွားမှာဖြစ်တယ်လို့ Arian Space Company ကကြေညာချက်ထုတ်ပြန်ခဲ့ပါဗျ။အဲဒီဂျိုတူကပေးပို့တဲ့အချက်အလက်တွေပေါ်မူတည်ပြီးမိုးလေဝသခန်းမှန်းချက်တွေနဲ့ရေကန်တွေနဲ့ပင်လယ်ကမ်းဆက်တွေမှာရေထုညဉ့်ဉန်းမှုအခြေအနေ ပြောင်းလဲမှုရှိမရှိကိုလေ့လာသွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါပြင်အရီဂျိုရူကို2015ခုနှစ်ဇွန်လကလွတ်တင်ခဲ့တဲ့စန်တီနယ်2 A ဂျိုရူရဲ့စန့်ကျင်ဘက်လမ်းကြောင်းကိုလွတ်တင်သွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။စန်တီနယ်2ဂျိုရူနှစ်ခုဟာ9ရက်အတွင်းကမ္ဘာမြေမျက်နှာသွင်းပြင်တစ်ခုလုံးကိုမှတ်တမ်းတင်သွားမှာဖြစ်တယ်လို့ဥရောပကော်မရှင်နဲ့ဥရောပအာကာသအေဂျင်စီအတွက်ဂျိုရူတွေကိုလွတ်တင်ပေးခဲ့တဲ့ Ariane Space Company ကပြောပါဗျ။ စန်တီနယ်1 HJRU ကို2014ခုနှစ်ဧပြီလကလွှတ်တင်ခဲ့ပြီးနှစ်နှစ်အကြာမှာတော့စန်တီနယ်1 B ကိုလွှတ်တင်ခဲ့တာဖြစ်ပါတယ်။အဲဒီဂျိုတူတွေဟာနေဘက်ရောညဘက်မှာပါကမ္ဘာမျက်နှာပြင်ကိုစောင့်ကြည့်လေ့လာနိုင်တဲ့တိမ်ခွင်းအထူးရေဒါစနစ်တွေတပ်ဆင်ထားတာဖြစ်တယ်လို့လည်းသိရပါတယ်။ Copernicus စီမံကိန်းဟာရေကြီးရေရှမ်းမှုငလျင်လှုပ်ခတ်မှုတန်းကိုခံခဲ့ရတဲ့ဒေတာတွေကိုမြေပုံကနေပုံဖော်တွက်ချက်ပေးပြီးအဆိုးဝါးဆုံးဘေးဒဏ်သင့်ခဲ့တဲ့ဒေတာတွေကိုရှာဖွေဖော်ထုတ်ပြီးတော့ဖြတ်တန်းသွားလာနိုင်တဲ့လမ်းမတွေယထာလမ်းတွေနဲ့တရား ွေရဲ့တည်နေရာကိုရှာဖွေပေးတယ်လို့သိရပါဗျ။ Copernicus စီမံခန့်ရဲ့နာမည်ကိုတော့လွန်ခဲ့တဲ့16ရာစုကကမ္ဘာဟာနေကိုလှည့်ပတ်နေတဲ့ဆိုတဲ့အချက်ကိုအတည်ပြုပေးခဲ့တဲ့ပိုလန်လူမျိုးနက်ခတ်ပေတာပညာရှင်ကြီး Copernicus ကိုဂုဏ်ပြုတဲ့အနေနဲ့မှဲ့ခေါ်ထားတာဖြစ်ပါတယ်။